ကျွဲတွေမျက်စာရင်းနဲ့ရုတ်တရက်ကြီးဥတူတူကြီးရက်တန့်သွားကြတာဒီလိုကိစ္စတွေကြပါရေကျွဲနဲ့ညွန်လူကျွဲကြီးတွေကဂျိုတကားကနဲ့မြကင်းပြင်ပေါ်မှာမျက်စာရင်းနဲ့အခုမြင်နေရတယ်လို့ရုတ်တရက်ဖြက်ခနေကြီးစက်တေတီတယ်လို့ရက်တန့်သွားလေးရှိတာကိုပရိသတ်တို့လည်းသတိထားမိမှာပါတချို့ဗီဒီယိုတွေထဲမှာဆိုရင်မျက်စာနေရင်ရုတ်တရက်သူမနဲ့ပြောခဲ့ဘူးတဲ့အကြောင်းတွေကိုသတိရသွားတော့အခါမှာဆိုပြီးတော့မှအဲ့ဒီလိုကျွဲကြီးတွေရုတ်တရက်ရက်သွားတဲ့ပုံနဲ့ဟာတာဗီဒီယိုလေးတွေတော့မှတင်တတ်ကြပါသေးတယ်တကယ်တော့သူတို့အဲ့ဒီလိုဖြစ်သွားကြရင်ရဲ့နောက်ွယ်မှာအကြောင်းရင်းတစ်ခုရှိနေပါတယ် လူတွေကသာသူတို့အဲ့ဒီလိုမျိုးငူတူတူငိုင်းတိုင်တိုင်ကြီးနဲ့ယုတ်တရက်ကြက်သေးသေးသွားတဲ့ပုံစံကိုမြင်ရင်ကြည်ရတယ်ဆိုပြီးတော့ဟာသားတစ်ခုအနေနဲ့ထင်မြင်တတ်ကြပြီမြင်သူတို့အတွက်ကတော့အဲ့ဒါဟာကံဆုံးမှုကြီးတစ်ခုပါပဲပြောရရင်တော့သူတို့ကအဲ့ဒီကိစ္စကြီးနဲ့ပတ်သက်လို့ထရမာရနေတာပါကျွဲတွေရဲ့အကြီးမားဆုံးစိတ်ထင်ရလို့တောင်မှပြောလို့လည်းရပါတယ်မျက်စားရချင်းအတူတူနော်ရီကတော့ဒါမျိုးသိပ်ဖြစ်လေဖြစ်တာမရှိပါဘူးကျွဲတွေကသာလင်းအဲ့ဒီလိုမျိုးအစားစားနေရင်ယုတ်တရက်ထထဖြစ်ကြတာပါ အဲ့ဒီနောက်ွယ်ကအကြောင်းရင်းကဘာလဲဆိုရင်တော့ညွန်လူဂျယ်ရီကအာယုံခံနိုင်စွမ်းအားအရန်ကိုကောင်းပါတယ်ထူးခြားနေတဲ့ပါဝါတစ်ခုလိုပါပဲဒါပေမဲ့အဲ့ဒီပါဝါကသူတို့အတွက်တော့တိတ်ပြီးတော့အဆင်ပြေမနေပါဘူးတာမန်လူတွေရဲ့နားနဲ့မကြားနိုင်တဲ့အတန်ခတ်မြင့်မြင့်လေးတွေကိုတော့မှသူတို့ကအတန်အကျယ်ကြီးအနေနဲ့ကြားနိုင်ကြတာပါဒါကြောင့်မလို့တော်ရဲကနေလီတိုတန်လီချွန်တန်ဒါမှမဟုတ်တိရွယ်လှုပ်တန်လေးတစ်ခုခုကိုကြားလိုက်ရတဲ့အခါမျိုးမှာသူတို့အနေနဲ့ကတော့ဘုံပေါက်ကွဲတယ်လို့မျိုးအတန်အကြီးကြီးဖြစ်နေပါတယ် ဲ့ဒီလိုအကြောင်းရင်းကြောင့်ပဲသူတို့စီကိုအန္တရာယ်ပြုမဲ့အရာတစ်ခုခုလာနေတော့မှလာလို့ရုတ်တရက်တွေးပြီးဆိုရင်ပူပန်သွားတာကြောင့်မလို့အဲ့ဒီအတန်လာရလမ်းကြောင်းတစ်ချောက်ကိုစားနေဝါနေတာတွေရပ်ပြီးတော့အာယုံခံပြစ်လိုက်ပြစ်တဲ့သဘောပါပဲဥပမာလူတွေကလည်းတစ်ခုခုလှုပ်ရှားလှုပ်ကင်နေရင်အက်ဆီဒန့်တစ်ခုခုဖြစ်ပျက်သွားတာဒါမှမဟုတ်မူမမှန်တဲ့အတန်ကိုကြားလိုက်ရတဲ့အခါမျိုးမှာတခိုးလားတဝက်လားဓမြလားလူလိန်လားအချစ်လားဆိုပြီးတော့လှုပ်ရှားနေတာတွေအလုံးကိုရက်ပြက်ကမျိုးလုံးနဲ့နားတွေကအတန်လာရလမ်းကြောင်းကိုရုတ်တရက်အာယုံခံလိုက်တဲ့ပုံစံမျိုးပါပဲ ဒါကြောင့်မလို့အကြအာယုံအရန်ကောင်းမွန်ပြီးဖြစ်ဖြစ်လက်လက်ဖြစ်နေတာကဒီကျွဲလေးတွေအတွက်တော့ပြဿနာကြီးတစ်ခုလိုပါပဲ။စားကောင်းခြင်းမစားရအိတ်ကောင်းခြင်းမအိတ်ရတာပါ။ဒါအပြင်နောက်တစ်ချက်ရှိပါသေးတယ်။ဒါကဘာလဲဆိုရင်တော့သူတို့ခန္ဓာကိုယ်ရဲ့သဘာဝဖြစ်စဉ်တစ်ခုနဲ့ဆက်နွယ်နေတာပါ။သူတို့အစာအစာမျိုးချနေစဉ်အချိန်အတွင်းအဒီအောက်ကအစာအစာတွေကိုချိပြက်ပြီးတော့နောက်ထပ်အစာသစ်တစ်လုံးကိုထပ်ဝင်ဖို့အတွက်ခုလိုမဝါးဘဲနဲ့မမျိုးချဘဲစောင့်ဆိုင်တာလည်းဖြစ်ပါတယ်။မဆောင်မဲမျိုးချလိုက်မိမယ်ဆိုရင်အစာတစ်တာအကျွင်းအကျန်နဲ့အစာသစ်မညီမျှတာစတဲ့ပြဿနာတွေအများကြီးဖြစ်သွားနိုင်လို့ပါပဲ။ ဲ့ဒါကတကယ်ကိုဆွေးရလွန်ပါတယ်။ဒါကြောင့်မလို့အခုလိုအကြောင်းပြချက်နှစ်ချက်နဲ့အညီဒီကျွဲလေးတွေကအစားစားနေစဉ်အချိန်အတွင်းမှာရုတ်တရက်ရရက်သွားရတာပါပဲ။ကျွန်တော်လည်းတခါတလေမှအဲ့ဒီလိုမျိုးစားနေတောင်းနေရင်းနဲ့ရုတ်တရက်ရရက်သွားတတ်ပါတယ်။တို့လိုအကြအာယုံကောင်းနေလို့တော့မဟုတ်ပါဘူး။ဒီမှာကိုလွမ်းနေလို့လည်းမဟုတ်ပြန်ပါဘူး။စားပြီးရင်ရှင်းဖို့အတွက်ပတ်စံအိတ်ထဲမှာပတ်စံမလောက်တော့လို့ပါဒါကြောင့်မို့လို့ဘယ်အပေါက်ကနေဘယ်လိုထွက်ပြေးရမလဲဆိုတာကိုစဉ်းစားနေရင်းနဲ့ရက်တန့်သွားရတာဖြစ်ပါတယ် ပရိသတ်ကြီးတို့ရောကျွဲကလေးတွေရဲ့အခုလိုပြဿနာကိစ္စနဲ့ပတ်သက်လို့ဘယ်လိုများထင်မြင်မိကြသလဲဆိုတာကို comment မှာအလုံးဝိုင်းပြီးတော့ဆွေးနွေးကြကြပါအောင်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာတင်ဆက်ပေးထားတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ပရိသတ်ကြီးတို့ကသဘောကျနှစ်သက်တယ်ဆိုရင် channel လေးကိုလည်း like and follow လေးလုပ်သွားပေးကြပါဦးနောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်ခင်ဗျာ